အားလုံးပဲမြင်လာပါဒီနေ့မှာတော့ကိုယ့်ရဲ့တိုးတက်မှုကျွမ်းကျင်မှုအန္တရာယ်ဖြစ်စေတဲ့အကြောင်းလေးတစ်ခုကြောင့်ပြောပြသွားချင်ပါတယ်အဲကိုယ့်ရဲ့ဝင်ငွေကိုညှင့်တင်ခြင်းကိုယ့်ရဲ့ကျွမ်းကျင်မှုကိုညှင့်တင်ဖို့လိုလဲဆိုပြီးတော့ပြောကြတာရှိပါတယ်အကောဝန်ထမ်းပဲလုပ်လို့ professional ပဲလုပ်လို့ကိုကဒီကိုယ့်ရဲ့ skill ပေါ်မှာအရင်နှစ်ပြုတ်ပြီးတော့ skill ကိုအမိပြုတ်ပြီးတော့မိုးရှာတဲ့သူဖြစ်တယ်ဆိုလို့ရှိရင်ကိုကကိုယ့်ဝင်ငွေကိုညှင့်တင်တယ်ဆိုလို့ရှိရင် အခုရဲ့ SK ကိုယ့်ရဲ့ချွန်းချင်းကိုလည်းကျွန်တော်တို့လိုက်လို့မြင်နေမှာလို့ပါတယ်လူတတော်များများကိုလုံးနေတဲ့အလုပ်ရဲ့ဒီနေ့စဉ်ဒီလုပ်ငန်းဆောင်တာတွေတက်မှာပဲနှမြုံနေပြီးတော့အခုရဲ့အခြေသေးကိုမြင်နေကိုကိုယ့်ရဲ့ SK ကိုတိုးတောင်းလို့ပို့တော့တာမိနေတတ်ကြတာလည်းရှိပါတယ်တတော်များများကတော့အခုရဲ့အလုပ်မှာတာဝန်ကြီးအောင် performance ကောင်းအောင်ဒါကျိုးစားအားထုတ်ကြရတယ်ပေါ့တချို့ဆိုလို့ရှိရင်ရုံးရင်ပါတယ်ပုံပေါ်ရုံးရင်ပြင်ပါတယ်နော်ကျွန်တော်အင်ကြီးအောင်လို့ပြောပြတယ်အလုပ်တွေတည်လာပြီးတော့ ဥပဒေအနေနဲ့ပေါ့လောက်ကြတာလေအိစာတွေနေနဲ့ပေါ့လောက်ကြတာလေကျွန်တော်ရှိပါတယ်ကိုလုံးမှာ တောင်းချင်ကို performance ကောင်းဖို့လည်းအရေးကြီးလို့တကယ်ကကျွန်တော်ကိုယ့်ရဲ့ skill ကိုမြင့်တင်ဖို့လည်းပုံကိုအချိန်ပေးဖို့ invest လုပ်ဖို့လိုပါတယ်သူတကယ်တော့ကျွန်တော်ကိုယ်ပိုင်အချိန်ရောက်လာပြီဆိုလို့ချင်းကိုယ့်ကို upgrade ဖြစ်အောင်ကျွန်တော်ဘာတွေလေ့လာမလဲမှတ်ထားပြီးတော့တင်နှန်းဆိုရင်တင်နှန်းပေါ့နော်ကျွန်တော်စာဖတ်မယ်ဆိုတော့စာဖတ်မယ်စာတဲ့ကျွန်တော်ကိုယ့်ကို upgrade ပြောဖို့လိုပါတယ် upgrade လုပ်ဖို့ဘာကြောင့်အရေးကြီးလဲဆိုလို့ချင်းဟိုမှာတချို့ application တွေပဲကြည့်ပါလိမ့် application ကကျွန်တော်တို့ဒီအရင် version ဟောင်းပဲတုံးနေတယ်ဆိုလို့ရှိရင် upgrade မလုပ်ဘူးဆိုလို့ရှိရင်အကျုပ် feature တွေတုံးလို့မရတာမျိုးပေါ့နော်အကန့်အသတ်တွေရှိနိုင်တယ်အဲကျွန်တော်လူတွေမှာလည်းဒီတိုင်းပဲကိုကရှင်းသိရှိတဲ့ skill ရှင်းသိရှိတဲ့ join ညှို့ကိုကျွန်တော်တို့ကမဖြည့်သေးဘူးဆိုလို့ရှိရင်ဟိုနောက်ထပ်တောင်းအစ်စ်တွေယူဖို့ပုံမြင့်တဲ့တောင်းနေယူဖို့ပုံမြင့်တဲ့ level မှာအလုပ်လုပ်နိုင်ဖို့အတွက်ကျွန်တော်တို့အကန့်အသတ်တွေအများကြီးရှိနိုင်ပါဆိုတော့ကိုယ်လုံမှလည်း performance ကောင်းလုပ်ဆက်ရှိရတယ် လည်းလှုပ်ဖို့လိုတယ်နောက်တစ်ခုကအခုအရင်သွေးအခုရဲ့ skill ကိုလည်းကျွန်တော်တို့အမြဲတမ်းညှင့်တင်နေလို့ပြောပါရစေ။ဘာနဲ့တူလဲဆိုတော့ကျွန်တော်တစ်ခုတ်တာလေးနဲ့ဥပမာပေးလို့ရတယ်။တစ်ကြည့်ပဲကြိုးစားခုတ်နေတာနဲ့ဆိုင်တစ်ခုတ်တဲ့ person ကိုလည်းကျွန်တော်တို့ကထပ်ပြီးတော့တွေးဖို့လိုပါတယ်။ဒီလိုပဲကျွန်တော်တို့အလုပ်ကိုလည်းကြိုးစားပြီးတော့လှုပ်ဆက်ရှိတာလှုပ်ဖို့လိုဆိုတော့တစ်ဖက်မှာလည်းကျွန်တော်တို့ကိုယ့်ရဲ့ skill ကိုဒါအမြဲတမ်းညှင့်တင်နေလို့ပြောပါရစေ။အားလုံးကျေးဇူးတင်ပါတယ်။